တမရတမရပြီးခဲ့တဲ့6လပိုင်း3ရက်နေ့ရွေးကောက်ပွဲမှာတမရအီဂျင်မြောင်းတမရအစ်စ်သူကရွေးကောက်ပွဲမှာနိုင်ပြီးတော့လှုပ်ရည်ဖြစ်ဒီနေ့ဟောဖြစ်နေတဲ့သတင်းတစ်ပုဒ်ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကြတော့တမရရဲ့လက်ပနာကြီးလက်ပနာကြီးဆိုတော့သူကအဲ့လက်ပနာကြီးကဘာလို့ထူးဆန်းတာလဲဆိုရင်ဒီပြီးခဲ့တဲ့6လပိုင်း3ရက်နေ့မှာတမရရွေးကောက်ပွဲလုပ်တယ်ပေါ့နော်အဲရွေးကောက်ပွဲမှာနိုင်တဲ့တမရအီဂျင်မြောင်းသူ့ရဲ့လက်ပနာကြီးပေါ့ ်ဘူးသူတို့နဲ့ရှင်းလင်းပွဲပါညာရီမှာပေါ့နော်တက်ဖို့နေတယ်မှာပါလာရဲ့သူရဲ့လက်ပနာကြီးကပါထူးဆန်းလဲဆိုရင်အဲလက်ပနာကြီးရဲ့တန်ဖိုးကကိုရီးယားငွေ၄000ပဲရှိတယ်ကိုရီးယားငွေ၄000ဆိုတာအရန်နေတယ်နော်တနာကြီးလောကတနာကြီးလောကတနာကြီးလောက၃နာရီလောကလာအဲ့လိုလူတိုင်း၃နိုင်တဲ့ပမာဏပေါ့နော်အရက်တစ်ခါတောင်းရင်တော့5000 6000အဲ့လောက်ကုန်တဲ့ပမာဏ4000ဆိုတာအရင်အရင်နဲတဲ့ပမာဏပေါ့နော်တမရတယောက်ဖြစ်နေပြီးတော့ဒီကိုကိုကိုဘယ်လိုပြောရမလဲနှိမ်ချပြီးနေတယ်အဲ့လိုသဘောမျိုးပေါ့ ထူးဆန်းတာပါလဲဆိုသူကလက်ပနိုင်၄တောင်းနဲ့လက်ပနိုင်ပြီးပတ်တာထူးဆန်းတာမဟုတ်ပေမဲ့အဲ့ဒါကိုသူ့ရဲ့တရင်ကအရင်ဟော့ဖြစ်ပြီးတော့နောက်ပိုင်းမှာလူတွေအကုန်လုံးကအဲ့လက်ပနိုင်ကိုအရင်လိုက်ဝယ်ကြတယ်လိုက်ဝယ်တော့ဝယ်တော့ဝယ်တော့ကြတော့အခုဆိုရင်အဲ့လက်ပနိုင်ကလုံးဝဝယ်လို့မရတော့လုံးဝဝယ်လို့မရတဲ့အပြင်ကိုဒီနောက်နောက်တစ်နှစ်လားတတိအထိအဲ့ဒါဝယ်လို့မရဘူးပေါ့နော်နောက်တစ်နှစ်လားတတိထပ်ဆောင်အောင်အဲ့လက်ပနိုင်ဝယ်မယ်ဆိုရင်အဲ့လိုမျိုး तू သမရအပစ်ဒီအီဂျမ်မြောင်းဆိုတာလေသူကကုသမရဖြစ်လာတယ်သူဇလန်းနေပါရဲ့နည်းနည်းရှုပ်ခဲ့သေးတယ်ဘလိုမျိုးလာခဲ့လဲဆိုရင်အရင်သမရကယွန်းစော့ညောဆိုတဲ့သမရရှိရပါတော့သူကဘလိုတွေဖြစ်လဲဆိုရင်သူ့ရဲ့အမျိုးသမီးကသမရကတော့လက်စားတာတွေရှိတယ်ပြီးတော့ဥပဒေပြင်ပလောက်ရတဲ့ရှိရပါတော့အဲ့လိုမျိုးတွေကြောင်းသမရကိုလွတ်တော်ကနေပြီးတော့တရားစွဲတယ်လွတ်တော်ကနေတရားစွဲတယ်တရားစွဲတော့လွတ်တော်ကနေပြီးတရားစွဲတော့သူ ရှုံးတယ်ပေါ့နော်တရားကျင်ဆိုင်တဲ့ခါမှာသမရရှုံးတယ်ရှုံးတော့ကြတော့သူ့ကိုနောက်ဆုံးအဆင့်ဘလူးဒီဖြစ်လာလဲဆိုရင်သမရကိုယာရုကနေထုတ်ပယ်ဖို့သမရကိုဖမ်းဖို့အထိပါလွတ်တော်ကနေပြီးတော့အဲ့လိုမျိုးဆုံးဖြတ်တရားရုံးကနေဆုံးဖြတ်တဲ့ခါမှာအဲ့လိုဒီဖြစ်လာတဲ့အချိန်မှာသမရကိုသွားဖမ်းတယ်ဖမ်းတဲ့အချိန်မှာသမရကအဖမ်းမခံအဖမ်းမခံအောင်ဆိုတာသမရကထွက်ပြေးတာမျိုးမဟုတ်ပြီမဲ့သမရနေတဲ့ဒီအိမ်မှာပေါ့နော်သမရနေတဲ့ဝန်းမှာဒီအဆောင်တွေပါရှိတယ်သူတို့တွေကအဝန်မခံတာတွေကြောင့်အော်နှစ်ကြိမ်သုံးကြိမ်လောက်ဖမ်းခဲ့ပြီးနောက်ဆုံးတစ်ကြိမ်ဖမ်းလို့အဆင်ပြေတော့မဲ့အချိန်မှာကြာမှလေး ဒီမမီဘူးမမီဘူးပဲဖမ်းဖို့တော့ဘယ်လိုပြောရမလဲနောက်ဆုံးအဆင့်ရောက်နေတဲ့ချိန်ကျတော့တမတာကဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံလိုမျိုးပဲဒီအာနာသိန်းအာနာထိန်ပေါ့နော်အဲ့လိုမျိုးမတမာလူတွေကနေပြီးတော့ကိုရီးယားနိုင်ငံကိုဖျက်ဆီးဖို့ကြံရွယ်ပြီးတော့တမင်သက်သက်လောက်တယ်ဆိုတဲ့သဘောမျိုးနဲ့တမရအောင်တော်တော်လောက်ကြံနေတယ်ဆိုတဲ့သဘောမျိုးနဲ့အာနာသိန်းချလိုက်တာပေါ့နော်အာနာသိန်းနာညစနစ်ကြော်ကြော်လောက်တာမသိဘူးအဲ့လိုမျိုးကြီးညာလိုက်တယ်ကြီးညာလိုက်တဲ့အချိန်မှာလွတ်တော်ကနေပြီးတော့ ချက်ချင်းအေးပေါ်လွှတ်တော်အမတ်တွေကိုအကုန်ရေးပေါ်စီဝေးခေါ်ပြီးတော့ဗောနော်အဲ့လိုရေးပေါ်ခေါ်ရေးပေါ်ခေါ်ပြီးတော့ဒီအာနာတမတာအာနာသိန်းနေဆိုတဲ့ဟာကိုကျညာရင်တောင်မှလွှတ်တော်အရောက်ကြီးဘယ်နှယောက်ရဲ့ကန့်ကွက်မဲရှိရဲဆိုရင်ဒါဒီတမတာရဲ့အာနာကိုပယ်ဖြတ်လို့ရတယ်ဗောနော်အဲ့လိုမျိုးရှိရဲဆိုတဲ့အတွက်ညာတုံးချင်းအေးပေါ်ဒီလွှတ်တော်အမတ်တွေကိုခေါ်ခေါ်ပြီးတော့မဲခွဲဆုံးဖြတ်တယ်မဲခွဲဆုံးဖြတ်တဲ့အချိန်မှာတမတာတမတာဘက်ကလူတွေကနေစစ်တပ်ကနေပြီးတော့လွှတ်တော် ဒီလွတ်တော်ကိုအကုန်လုံးဘေးကနေတက်နေတဲ့ပိုင်းအကုန်ဝမ်းရထားပြီးတော့အပေါက်တွေပဲပိတ်သေချာအဲ့လိုမျိုးအလုံးပိတ်လောက်ထားရပေါ့နော်အဝင်အထွက်လုံးဝဟွာမဖြစ်ဘူးအဝင်အထွက်လုံးဝခုမပြီးဘူးတက်နေတဲ့နေအကုန်လုံးကာထားတယ်အဲ့လိုမျိုးလုပ်ပြီးနောက်ပိုင်းမှာမှဒီအဲ့အခက်ခဲကြားရရနေပြီးတော့ဒီတက်နေတဲ့ကြားရရနေပြီးလွတ်တော်အမတ်တွေကလည်းမရကြအောင်ဝင်နေနောက်ဆုံးဝင်နေရပြတင်းပေါက်ကနေပြီးဝင်နေအဲ့လိုမျိုးဝင်ရင်းနဲ့မဲခွဲအမြန်မဲခွဲဆုံးဖြတ်တယ်အောင်မြင်တယ်အဲ့ဒါနေပြီးတော့တမတားရဲ့အာနာသိန်းဘူးကမအောင်မြင်ဘူးဖြစ်သွားတယ်လွတ်တော်ကကန့်ကွက်တာမဲ အမတ်ဘယ်နှယောက်ဘယ်နှယောက်ရဲ့တဝက်ကြောကကန်ကွက်လိုက်တဲ့အတွက်ကြောင့်တမရရဲ့အမိန်ကမောင်းအောင်မြူးမောင်းအောင်မြင်တော့ကြတော့သုံးနာရီလောက်ဖြစ်မယ်ထင်တယ်သူကြညာပြီးသုံးနာရီလောက်နောက်ပိုင်းမှာပဲဒီအာနာသိန်းနာကိုပြန်ပြီးတော့ပယ်ဖြတ်လိုက်တယ်ပေါ့နော်အာနာသိန်းနာကိုတမရရဲ့အမိန်ကိုဖယ်ဖြတ်လိုက်တယ်ပယ်ဖြတ်လိုက်ပြီးတော့ကြတော့တမရကိုတရားစွဲတာတွေကိုစစ်ဆေးတာတွေကိုတစင်ချင်းတရားပြန်လုပ်သွားတယ်ပြန်လုပ်ပြီးတော့နောက်ဆုံးပိုင်းတမရနှုတ်ထွက်တဲ့အထီကိုဟို လွတ်တော်ကနေလုံနိုင်ခဲ့တယ်ပေါ့နော်လွတ်တော်ကနေလုံလုံပြီးတဲ့ခါကျမှလေနောက်ထပ်သမရအတိရွေးကောက်ပွဲလုံမယ်ဆိုပြီးတော့ခုပြီးခဲ့တဲ့6လပိုင်း၃ရက်နေမှာရွေးကောက်ပွဲလုံလုံပြီးတော့အဲ့ဒီမှာပဲတစ်ခါအဖြေထွက်ပြီးတော့သမရအီဂျေမြောင်ကနေပြီးတော့အနိုင်ရရှိသွားတယ်အခုလက်ရှိအဲ့ဒီသမရအီဂျေမြောင်ပတ်တဲ့နာရီက၄000 1 4000 4000တန်ဖို့အရန်စီးနေတယ်ပေါ့နော်လူက brand ဖြစ်သွားတဲ့အတွက်ပစ္စည်း brand တွေမဝိလဲဘာမှပြဿနာမရှိဘူးဆိုပြီးတော့လူတွေအဲ့လိုအတွေးမျိုးပေါ့နော်ကိုကလာတန်ဖို့ရှိနေမယ်ဆိုရင် အဲ့ဒါကြီးမလိုအပ်ဘူးပေါ့ကိုကြိုက်လို့ဝယ်တာတော့တမျိုးပေါ့လူလူထင်ကြည့်အောင်တသက်ဟန်လို့ဆရာတော့မလိုဘူးဆိုတာမျိုးပေါ့နော်အဲ့ဒါမလို့လူတွေကနေပြီးတော့သူအပနာကြီးကိုအရန်ဟော့ပြစ်ဟော့ဖြစ်ပြီးတော့ကြတော့အကုန်လုံး లై ဝယ်ကြတယ်နောက်ထပ်နှစ်လတီတီတီ NI ကိုလုံးဝဝယ်လို့မရဘူးပေါ့ပစ္စည်းအရန်ပြတ်သွားပြီးတော့နောက်ထပ်နှစ်လတီတီတီ order တွေလက်ခံထားတဲ့အတွက်နောက်နှစ်လအထိ PC မှာလုံးဝမရဘူးဆိုတဲ့သဘောပါ